မရဲ့မေတ္တရာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးမင်းမင်္ဂလာပါရှင်။ဟောကိန်းအခုတင်ဆက်ပေးမိဇလန်းကတော့ရွှေမင်းသမီးလေးကကြည်တဲ့အမှုလိုအမြည်ကြတဲ့တရီသဝေကချပွေရာရင်းနှင်းပွေရာမိုကင်ဖြည့်ရမန်ဇလန်းကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။ တနေ့မှာဒီဒီအေးမျိုးနဲ့မလန်မကန်းလောက်မှာတည်ရှိတဲ့ရွာကြီးတရွာမှာအလူပွဲကြီးတစ်ခုကျင်းမပြုလို့ရှာတရွာလုံးမိကိုတိမ့်မြကျင်းမွေးတာဖြစ်လို့ရာသူရာသားအပေါင်းတို့မှာအလူအိမ်မှာစုယုံပြီးရောက်ရှိနေကြရင်အလူရှင်ဖြစ်တဲ့ကိုပေါင်းမောင်နဲ့မမြသိန်းတို့ဇနီးမောင်နှံမလေးဒါနအရာမှာစေတနာကောင်းသူဖြစ်ရာ အလူကိုရောက်လာကြတဲ့အေးပြီးသက်အပေါင်းတို့ကိုကိုရန်ကိုကြအေးခန့်ပြီးကျူးမွေးလို့မစုံနိုင်အောင်ရှိတော်တယ် အလူမင်္ဂလာဧကံမန္တလေးမှာဒီဒီရဲမှာငားရင်လာရေစိန်တေဝင်းမင်္ဂလာဆိုင်ဖွဲ့ကလက်စမ်းပြဒီမို့ဖြောပြေးလျက်ရှိတယ်။ဒါကြောင့်မန္တလေးမှာနေရာလည်းမရှိအောင် ပြည်သက်များနဲ့စီကားလျက်ရှိတယ်။ဆိုင်နောက်ထာနှုတ်ရဲ့ပလွန်းကိုရေမုံမစုံတတော်တော်နေရှိနေကြရင်အလူမန္တရဲ့အပြင်ဘက်မှာရွာကန်ကလာသားတွေကလည်းလူလုံးပြဟန်ရီကျွေနေကြရင် မန်းတဲ့တွင်မှာပြူပြူကြောရီကလည်းမျက်လုံးလေးတွေဝင်းကဝင်းကနဲ့ညိုများလှုပ်လျက်ရှိရာအပြူလူပြူတို့ရဲ့ဘာသာဘာဝရှုံကြီးနိုင်အောင်ဖြစ်တော်၏မန်းတဲ့ရှိမှကလာသာတတိုက်တဲမှာအများနဲ့မတူပဲထူးထူးခြားခြားပေါ်လွင်လျက်ရှိတဲ့လူငယ်တူကိုမြင်တွေ့ရ၏ချိုးလူငယ်မှာအသက်20ဝန်းကျင်လောက်ရှိပြီးအရမ်းမြင့်မြင့်အသားဖြူဖြူလူပုံနဲ့နဲ့ဖြစ်တဲ့အပြင်ရုပ်ရည်မှလည်းလွန်စွာချုံမော်၏ ကာလာသာခေါင်းဆောင်ဖြစ်တဲ့တာထွန်းအောင်ကဒိုလူငယ်ရဲ့ပခုံးကိုပုတ်ပြီးဟဲ့ကမောင်မောင်ကျော်ငါတို့ကန်းနာလန်းဆင်းပြီးအငိမ့်ဘွဲကိုကြိုကြမယ်နော်ဟောပြောရင်ဆိုရင်တော့မော်တော်တန်ကြတယ်ကွာအလူဘွဲအပြီးအောင်ဘွဲအဖြစ်ရန်ကုန်မှနယ်မြေကြီးအငိမ့်ဘွဲကိုငှားရင်းလီရာရွာနီးကျုပ်ဆက်များလာရောက်ပြီးကြီးစုနေကြမှာဖြစ်လို့မန္တရှိကွယ်လက်မှာ ဇက်ခွန်ခင်းချင်းကိုကျေဝင်းစွာနဲ့ပြင်ဆင်ထားတာကိုမြင်တွေ့ရတဲ့ဇက်စင်ရှိမှယခုကလေးကနေရာများဦးထားကြပြီဖြစ်တဲ့ကဲဟေကျော်များတို့ဝင်းမောင်တို့ညွန်သိန်းတို့လှည့်ပြင်ကြဟိအငိမ့်ဖွဲ့တော့ကြည့်ရမေကောင်းပြီဗျကောင်းပါပြီကလာသားများစူဝေးရကို အလူတကအလူမတို့ရောက်ရှိကြပြီးတွားကြူကြဖို့ဇောဩလှရာမကြမီပါပဲလှေလီစီနေတာတွန်းအောင်တို့ဖွဲ့ထွက်ခွာတော်ရာကိုမြင်ကြရသည် မောင်မောင်ကျော်ကလဲရင်လေးကိုမောင်းနေလာတဲ့လဲရင်လေးပေါ်မှာတင်ဖြူချောကြီးတစ်ချက်ကိုခင်တာပြီးမြင်းသမီးများထိုင်ရန်အတွက်ဖြစ်တဲ့မောင်မောင်ကျော်မှာတရွာလုံးမှာရေပန်းအစားဆုံးဖြစ်ခြင်းကြောင့်မြင်းသမီးလေးများကိုကြိုးစိုးခေါ်ဆမှုလူပြိုကောင်သာထွန်းအောင်ကရွေးချယ်လေခြင်းဖြစ်တဲ့မောင်မောင်ကျော်မှာရွာရှိကြေးရတဲ့တဦးရဲ့သားဖြစ်ပြီးရန်ကုန်ယူနီဘာစီတီမှာအိုင်အီတန်းကိုတက်ရောက်နေသူဖြစ်တဲ့ ဒါကြောင့်ယခုကဲ့သို့ပွဲထုတ်ရခြင်းလေးဖြစ်တဲ့သူတို့ကြိုဆိုဖို့အဖွဲ့ကန်းနာကိုရောက်ရှိခြင်းမှာအငြိအဖွဲ့ကိုတင်ဆောင်လာတဲ့မော်တော်မှလည်းစိုက်ကပ်နေပြီဖြစ်တဲ့မောင်မောင်ကျော်ကမော်တော်ရဲ့ဘေးမှာချိန်ဆထားတဲ့အငြိအဖွဲ့များရဲ့စိုင်းပုတ်ကြောညာကိုဖက်ပြီးကြီးရှုလိုက်တဲ့မာယာလေးဆွေမြခင်တဲ့အငြိအဖွဲ့ချင်း မောတော်အလုသမားများကအငိမ့်တတများကိုလဲဖို့ကို တင်းနေကြ၏ကလာသာကောင်ထွန်းအောင်ကအငိမ့်သမီး၃လေးယောက်ကိုမောင်မောင်ကျော်ရဲ့လဲရှိရာကိုကောဆောင်ပြီကဲမင်းသမီးတို့ကဟိုဤလဲဖို့မှာငိမ့်ငိမ့်လေးစီးပြီးလိုက်သွားကြတော့ဗျမောင်မောင်ကျော်မင်းမောင်းနေကွာဟုတ်ကဲ့ကိုကြီးကျွန်တော်သွားနေပြီနော်ကဲကောင်မလေးတို့တက်ကြတက်ကြမောင်မောင်ကျော်ကမင်းသမီးလေး၃ယောက်ကိုနောက်ပြန်ပြီးလှည့်ကြည့်လိုက်တဲ့ သုံးယောက်စလုံးမှာဖြူဖြူနုနုချောချောလေးတွေဖြစ်ပြီးမောင်မောင်ကျော်လှဲကြည့်လိုက်တဲ့မင်းကလေးမှာကြီးပြာရောင်အင်းကြီးလက်ရှိနေဂျိတ်ထမင်းအပြာနုရောင်ကိုဝှစ်ဆင်ထားပြီးဇပင်းမှာတပတ်ရှူထုံထားရင်ဟဲ့မြားကြီးတွေတက်လေအမလေးဟဲ့ဘာရင်းများဒီလောက်ကြည့်နေတယ်မသိဘူးအချောရောချောတာကောင်းမရဲ့ဟဲ့ကောင်းမရဲ့နော်မပေါ်ချမ်းနဲ့ငါပြောဖို့လေထားပါအောင် မင်းကလေးသုံးယောက်ရေရင်မောမောနဲ့မောင်မောင်ကျော်ကမတိတတိစားရင်လဲဖို့ကိုတက်ခဲ့ကြရင်မောင်မောင်ကျော်ကသူတို့နဲ့မျက်နှာချင်းဆိုင်ဆုံတွေ့ကြတဲ့မင်းကလေးမှခေါင်းဆောင်မင်းသမီးဖြစ်ပြီးမာယာလေးစင်များကိတဲ့ဆိုတာကိုသိထားရင်သူကလဲရင်လေးကိုမောင်းထွက်ခဲ့တယ်လမ်းမှာများကိတဲ့တို့နဲ့စကားပြောပြတဲ့လူငယ်ချင်းမှုပူးမွေလင်းလင်းရှိပြီးရင်းနှီးလွေကြရင် အမများကြီးတွေနာမည်ကြီးရတော့ကျွန်တော်ကြားဘူးတယ်ဗျဒါပေမဲ့တကားမှမမြင်ဘူးဘုံအခုမှပဲအားရအောင်ကြီးရတော့မှကြည်တာမောင်လေးရေကြည်တာမျက်လုံးထဲကမထွက်အောင်ကိုတဝါကြီးကြည်တာဟဲ့စိမ့်လာတော့ကောင်းမရင်တော့မကဲကြနဲ့မြားကြီးတွေကရှေးထက်မင်းသမီးလေးကိုမျက်စောင်းခေပြီးလှမ်းပြောလာရင်စိမ့်လာကြည့်နေဒုတိယခေါင်းဆောင်မင်းသမီးမြာနန်းနေတော့နှုတ်အိုသာခေါင်းချင်းဆိုင်ပြီးရှင်မောလိုက်တယ်မိမတွေကမပြောချင်ဘူးနော်အဖိုးကမကြိုးဘူး ပြောပါစေမာကီသိန်းကျွန်တော်ကိုလည်းမှတ်ထားအောင်တော့ရန်ကုန်ရောက်ရင်တော့လားလဲမာအော်မာငါမောင်ကရန်ကုန်နေပါရေးရောက်ဖို့တဲ့ပုံဟုတ်လားဟုတ်ကဲ့ကျွန်တော်ရန်ကုန်ယူနီဘာစီတီမှာကျောင်းတက်နေရလေအမအခုကျောင်းပြန်ရမှုရွာပြန်လာတာဗျာအော်ဒါကြောင့်မို့မင်းကအပြည့်သားနာနေတာကိုကိုယ်စကားတပြောပြောနဲ့အလူမန်တရှိကိုလဲရင်လေးရောက်ရှိခဲ့တယ်အလူတိုင်းကစနေမောင်နှံကထွက်ကြပြီးမန်တတွင်ကိုခေါ်ဆောင်ခဲ့တယ် ဟဲမင်းသမီးလေးကချောလိုက်တာဟဲ့အေးပါအေးအသားလေးကိုနှုတ်ဦးနေရပဲညာကိသေးတို့အနားမှာယာသူယာသားတွေဝိုင်းအောင်ပြီးပြောနေကြတယ်ထိုညာကကားပြမယ်ညာကိသေးရဲ့အငိမ့်မှာကြက်ပြဲမကြအောင်စီကားလာတယ်ညာကိသေးတီးထင်းထားရဲ့မာယာ40အကားကိုလေတဝါကြီးကြီးစုကြရာပြည်သက်တို့နှစ်ထောင်အားရဖြစ်သွားတယ်ညာကိသေးအငိမ့်ဖွဲ့လေမိုးလင်းလူကြီးကားပြသွားတယ် ဒါပေမဲ့မနက်မိုးလင်းတဲ့အခါသတင်းတစ်ခုက တော်မီပမာပြန့်နှံ့လာတယ်။ထိုသတင်းမှာညကများခွေတဲ့အရင်းကို လာရောက်ကြီးရှုကြတဲ့တိုင်းနယ်တကြီးဦးစိန်ဘူးရဲ့စနီဒေါ်ရွှေဦးရဲ့စင်ပြတ်ပြုတ်သွားတဲ့သတင်းတစ်ခုပဲဖြစ်တယ်။ဒီနေ့မှာကျွန်တော်ကဦးစန့်သားရဲ့စူးလီပြားလမ်းရှိအခန်းကို ရောက်ရှိသွားတယ်။ကျွန်တော်ရဲ့မိတ်ဆွေကြီးမှာပလက်ကလေးတိုင်းပေါ်မှာတိုင်ပြီးဒူရီယာသတင်းစာကိုစိတ်ဝင်စားစွာနေဖတ်ရှုနေတယ်။ ကျွန်တော်ချောင်းတစ်ချက်ဟန်ပြီးဦးဆန့်သားကိုသတိပေးလိုက်တယ်။ဟောကိုလမောင်ကျုပ်ဖြင့်သတင်းစာတွေဆေးရောက်နေတာခမည်းဝင်လာတာသတိမပြူလဲမိဘူးဗျ။ကိုလမောင်ကြီးသတင်းတူဗျသတင်းတူရော့ဖတ်ကြည့်ပါအောင်ဗျ။ဟုတ်ကဲ့ကျွန်တော်ဖတ်ကြည့်ပါမယ်ဗျ။ကျွန်တော်ရဲ့သတင်းစာမှာရှေးဘက်အဖုံမှာချောင်းလိုင်းမေးကြီးစလုံးနဲ့ခေါင်းစဉ်ဖော်ထားတဲ့ထိုသတင်းကိုဖတ်ကြည့်လိုက်တဲ့။မြားကိတ်သွေးအငိမ့်ဖွဲမှာမင်းကတော်တူဦးရဲ့ဗရံများလေဆွဲပြောက်ဆုံးမှုသူရိယသတင်းစာတန်းပေါင်း ယနေ့ညနေမှာအင်ယာကန်လန်ချမ်းမတ်မှာမင်္ဂလာအောင်ပွဲဖြင့်မာယာ40များကေတဲ့အငိမ့်ဖွဲ့ကားပြဖြောပြေးခဲ့တဲ့ပွဲကြည့်ပြိသက်ကိုလေတီးတီးတန်းတန်းဖိတ်ကြားထားလို့မင်းဆိုးရစာရာရှိများလူကုံတန်းများမင်းကတော်များလာရောက်ပြီးမြားကေတဲ့အငိမ့်ကားပြတာကို ကြည့်ရှုကြတဲ့မြားကေတဲ့အငိမ့်ပြီးချိန်မှာရှေတန်းခုံမှာတိုင်ပြီးကြည့်ရှုနေတဲ့ မြင်းကြော်ကြီးတော်စင်ချေဝေးထားတဲ့ဗရန်များလေဆဲမှာပျောက်ဆုံးနေရဲ့ရှိကြောင်းသိရတော့တယ်။ထိုဗရန်များလေဆဲကြီးမှာ ကာလာတန်ကြီးသတိန်းကန်ရှိခြင်းကြောင့်မြင်းကြော်ကြီးမှာလွန်စွာနှမျောတန်တားလျက်ရှိတယ်လို့သိရှိရတယ်။သတင်းတော်တို့ကမြင်းကြော်ကြီးကိုတွေးဆမေးမြန်းရာသူ့ရဲ့ဗရန်များလေဆဲမှာမြည်သည့်အချိန်ကပျောက်ဆုံးနေကြောင်းကိုလည်းမသိသတင်းမထားမိကြောင်းလို့ပြောကြတယ်။ ထူးခြားမှုတရလာတိုင်းဆိုင်မူလားလို့ဂါဂနာနာတော်မပြောတတ်သူလေတို့များကြီးတဲ့အငိမ့်ဖွဲ့ကားပြားတဲ့ပဇွန်နောင်ပန်းချန်ချမ်းမှာလကောင်တာမွေဂျိုင်းကြီးအိုးစင်မှာလကောင်ကြောက်တရာမျိုးနဲ့မှာလကောင်အထက်ပါကဲ့သို့အဖိုးတန်ပစ္စည်းများပြောက်ခဲ့ဘူးတော့ကိုလေစုံစမ်းသိရှိရတယ်အဆိုပါအမှုနဲ့ပတ်သက်လို့အမှုမှန်ဖော်ထုတ်နိုင်ရန်အတွက်ရန်ကုန်ပလိတ်ဖွဲ့ကြီးနဲ့အင်းစိန် CID စုံတောက်ဖွဲ့ကြီးတို့ပူပေါင်းပြီးအဘူတပြင်းလိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်းတို့သိရရင်ကျွန်တော်ကဖတ်လို့ပြီးမှတရင်စာကိုစပွဲပေါ်ကိုလှမ်းတင်လိုက်ပြီးဟုတ်တယ်ဗျကျုပ်ရဲ့စေကမ်းမှလေဒီတရင်ကိုပြောနေကြတာဗျာအိုးဆန်သားမှစေးတန်လေးကိုဖွာနေခြင်းမှတပတ်ကိုလှည့်ပြီးကိုလာမောင်မြကိသေးငင်းကိုကြည့်ဘူးလားဗျာဝေးစော့ပါဗျာကျုပ်ဇက်တို့အငိမ့်တို့ကိုဝါသနာမပါဘူးဗျာ ဘာလို့လဲကိုလာမောင်ဒါရီကဘက်ကွက်စာသဘင်တွေလို့ဆိုလိုတာကြောင့်လားအစင်းနှိမ့်နေလို့ဆန္နာဆွေရှိနေတာကြောင့်လားကိုလာမောင်ဒီလိုလဲမဟုတ်ပါဘူးဗျကျုပ်ပြောတာကရိုးရိုးသားသားပါဇက်တို့ငိမ့်တို့ကြီးတာက အချိန်လွန်ပေးရတာဗျနောက်တနေ့မှလဲအေးပြည့်တဲ့တန်းကိုလူးလိမ့်ပြီးခံရတာမို့လားကျုပ်အဲ့ဒီတန်းတွေကိုမခံနိုင်ဘူးဦးဆိုင်ထားရင်ဒါကြောင့်မောင်ဒါဆိုလေပြီးတာပါပဲကိုလာမောင်ရာကျုပ်ကတော့မြမယဉ်ကျေးမှုတည်အပ်နေနဲ့ဇက်တို့အငိမ့်တို့ရုပ်သေးတို့ကြီးတာဝါသနာထုံးပြ ကျုံတိုင်းလည်းကြီးခဲ့တာပေါ့လေဒါပေမဲ့အခုနာမည်ကြီးနေတယ်မြားခွေတဲ့ကိုတော့မကြည့်ဘူးဘူးဗျကျုံရင်တော့ကြည့်ရအောင်မေနေပါအောင်ကိုလာမောင်ရတလက်စရရင်လည်းပြောရအောင်မေမအိမ်မနေအသက်ရှည်တဲ့စကားကြားဘူးလားဗျဟုတ်ကဲ့ကြားဘူးတော့ပေါ့ဗျကျွန်တော်အဆရာဝန်ပဲဗျခမားလို့ဆရာဝန်တွေကတော့လူတယောက်ဟာတနေ့ကိုအနည်းဆုံး၈နာရီအိပ်ဆက်ရမယ်လို့ဘာလို့ပြောကြတာလဲဗျကျမ်းမာရေးကြပါဗျာဟုတ်ပြီကိုလာမောင်ဒါဆိုရင်လူတယောက်ကတနေ့ချေ၃ပုံ၃ပုံအိပ်ရတော့ပေါ့နော် ဥပမာပြအသက်60ရှိတဲ့လူတယောက်ကခမားတို့အဆိုရဆိုရင် အနည်း20အရတာပေါ့နော်ဟုတ်လားဟုတ်တာပေါ့ဗျာမှန်တာပေါ့ပြင်းစရာကြီးပါဗျာဘဝတက်တဲ့ရဲ့သုံးပုံတစ်ပုံကိုအချင်းနဲ့တော့အချိန်မပြုံးတင်ဘူးလို့ကျုပ်ကတော့ယူဆရဲဗျာကျုပ်တို့ရဲ့မြန်မာပြင်းတွေကညင်သုံးရက်မှတည်ရမဲ့အိတ်တဲဗျာကျုပ်တော်ဗျာတန်ဖိုးရှိတဲ့အချိန်တွေကိုအလန်ဟတ်တဲ့အိပ်ပြစ်တာနဲ့တော့နှမျောပါရဲဗျာဒီမေကူလာမောင်ခမားကျုပ်ကိုတနေ့ဘလောက်လောက်အိတ်တယ်လို့ထင်လေ လူဆိုတာလေးချင်းမှာပဲဗျာကျုပ်တနေ့ကို၃နာရီထက်ပိုမေ့ဖို့ဗျာကဲပါဗျာကျုပ်တို့စကားရည်လေတောရောက်တောင်ရောက်ဖြစ်ကုန်ပြီမဟုတ်လားကျုပ်ပြောချင်တာကစောစောလေးကတည်ရင်ဗျဘာကြောင့်ဒီများခဲ့တဲ့အညင်ကားပြတဲ့နေရာတိုင်းမှာလူကုန်တန်ပွဲကြည့်ပြည့်တဲ့ဒီရဲ့ပစ္စည်းပျောက်ပျောက်နေရတယ်ဆိုတာစဉ်းစားရမယ့်အချက်ပဲဗျာอืมဟုတ်တယ်ဦးစန်တာကျုပ်ဒါကိုစိတ်ဝင်စားတယ်ဗျာဒီတခါများခဲ့တဲ့ရဲ့အညင်ကားပြမယ့်တည်ရင်ကြားရင်တော့ကျုပ်မလွတ်တန်သွားကြည့်မယ်ကိုလာမောင်ဘယ်နဲ့လဲခင်ဗျလိုက်မယ်မလား ကျုပ်ကခမရဲ့ပါရမီဖြည့်ပတ်လေဗျာလက်ရမှာပေါ်ဗျာကိုလာမောင်လေဒီလိုဆိုတော့အလာကြီးပါပဲလားဗျာအေးဗျာအခုတလောအမှုခင်းကလည်းပါနေတော့ပြင်းကြောက်ကြောက်ဖြစ်နေတယ်ကိုလာမောင်အခုခမရရောက်လာတော့စကားပြောဖို့ရှားတာပေါ်ဗျာခင်ခင်ကြီးရောနေကောင်းရဲ့လားဗျာဟုတ်ကဲ့ကောင်းပါတယ်ဗျာလောက်ဗျာကျုပ်တို့တရုတ်တန်းကိုထွက်ပြီးဘဲပေါင်းစီချက်လေးကျက်စီဘူးတုပ်လေးနန်ကင်လေးသွားစားကြအောင်ဗျာကဲစိမ့်လိုက်လေဗျာသွားတော့ပေါ့ ဒီလိုနဲ့ကျွန်တော်တို့နေအောင်တရုတ်တန်းကိုတွက်ခဲ့ကြတယ်။ကျွန်တော်ကိုယ်တိုင်ဦးစံတာစိတ်ဝင်စားနေတယ်။မာယာလေးစိတ်များကြီးတွေကိုကြီးရှုခြင်းစိတ်မိကပုံပြီးတယ်။ဒါကြောင့်လေမြည်သည့်နေရာမှာကာပြမီကို စနီးနာလျက်ရှိတယ်။ဒီလိုနဲ့ဒီနေ့မှာကျွန်တော်ရေစေးကန်းကိုလာရောက်ကုသားရဲ့မင်းကလေးနှစ်ဦးပြောစုတန်းကိုကျွန်တော်အမတ်မထင်မေးကြားလိုက်ရတယ်။ဟဲ့ရွှေနင်းကြပြီလား။ဘာလဲခင်တင်ရဲ့ဘာများတော့ ဟိုအလီဟာမြားခဲ့တဲ့အငိမ့်ကမဲ့တဲ့ရင်ဟာအေးကြားရီဟာစွန်သိန်းအောင်မွေးဖြစ်မျိုးတော်ခမ်းမရှိမှ ကပြမေစုပင်အေးဟဲ့တပတ်ခညာပေါ့အတော်ဘေးဟာမြားခဲ့တဲ့နာမည်သိကြီးတာကြီးကျယ်နေရတဲ့အတော်ဘေးဟာဒူတဲ့ရင်ကိုနေလဲစီကံပိတ်ချိန်မှာဦးစံတာကိုသွားပြောဖို့စိတ်ကူးမိတယ်ကျွန်တော်မှစီကံပိတ်လို့တမင်းစားချိန်မှာကပြားကရနိုင်လာတယ်လို့ခင်ခင်ကြီးကသတိပြုမိပြီကိုကိုလာဘာကြီးတလောက်လောနေရလဲဖြည်းဖြည်းစားစမ်းမှာ ။အော်ဦးစန့်သာကြီးသွားကြရှိလို့ပါခင်ရဲ့။အင်းထင်သားပဲရှင့်လေဒီလှုပ်ဖဲနော်။ဇနီးစိတ်ရဲ့ချင်းမြန်ဆောင်ကိုကျွန်တော်တွေးလိုက်တော့လေမတိကျွံ့ပြူပြီးဓမင်းစားပြီးရနေပြေးလာခဲ့တယ်။ကျွန်ုပ်ရဲ့ကားကစူးလီဖျားလန်းကိုရောက်ရှိသွားပြီးအဲဒီနောက်ဦးစန်သာရဲ့အကန်းကိုတည့်ရောက်ကောင်ဦးစန်သာဦးစန်သာရှိလားဗျဝင်ခဲ့လေကိုလာမောင်တကားစီသားရုံမှာ ဥဆန်တားမှာဂလက်တိုင်းတလုံးမှမှာထိုင်ပြီးအင်္ဂလိပ်စွန်းတာ ဝေထုစာအုပ်ကိုဖက်ရှုပ်နေရမှာကျွန်တော်ဘက်ကိုလှည့်ပြီးကိုလာမောင်ကြီးရတာဥရဖားရနေဆိုတော့အေကန်နာရေမင်းသမီးလေးကကြည့်တဲ့ရဲ့တရင်ကိုရလာရေးပုံပဲဟုတ်လားဟုတ်တယ်ဗျတပတ်ခါညမှာမျိုးတော်ခမ်းမရှိမှာကပြမယ်တရင်သူရလာလို့ပါကိုလာမောင်ရဲ့မနက်ပိုင်းတရင်စာဖတ်ပါလို့ဆိုတာမဖတ်ဘူးမလားဒီနေ့တရင်ထုတ်သူရိယာကျော်မြမလင်းမရောပါလာလေလေဗျာ မသိပါဘူးဗျာကျွန်တော်စေကန်းကိုလာပြတဲ့မိန်းကလေးညောင်ပြောတော်လို့ကြားရတာဗျာကဲပါဗျာထားလိုက်စမ်းပါဟိုတနေ့ကအကြောင်းကိုဆက်ပြောကြမယ်လေဗျာဘာများလဲဗျကျွန်တော်မေ့နေပြီဇက်စမင်အကြောင်းနေလေဗျာဟုတ်ကဲ့ပြောပါအောင်ဗျာကျုပ်လေးဘိုးသူတာဒိုးတာပုံတကယ်တော့လူတွေကသပင်းသက်တွေကိုအထင်သေးအမြင်သေးနဲ့ဆက်ဆံကြပြီးမေသူတို့တူရဲ့အလုပ်ကလည်းလွယ်လာတယ်မဟုတ်ဘူးဗျာဟုတ်ကဲ့ဆက်ပြောပါအောင်ကျုပ်ပြောမယ်ဗျာမင်းသမီးတို့မှလဲမသိတက်အပ်တဲ့စနစ်ရရှိတယ်ဗျာ ီပညာစနစ်ရက်ကိုထိတ်တန့်အဆင့်မင်းသမီးတွေတက်မြောက်ထားရဲ့ဗျာအရေစကားနဲ့ပြောရရှင်တော့တပင်ကြီးပြောရတယ်ဆိုတော့ပေါ့ဗျာအဲ့ဒီပညာရက်တွေကဘာတွေလဲဆိုတာပြောပါအောင်ဗျာစိတ်ချကိုလာမအောင်ကျုပ်ကပြောကိုပြောချင်နေတာဗျာမင်းသမီးတွေတက်အပ်တဲ့ပညာရက်စနစ်ရက်ကိုအတူကောက်အနေနဲ့ပူမှွေမျောခေါ်အောင်စောလူပါယူအသေးပြေးလို့ခေါ်ရဲပြကိုလာမောင်ရအဲ့ဒီအတိတ်ပဲကိုပြောပြမှာကျွန်တော်အသိမှာပေါ့ဗျာ ဒီလိုဗျပိုးဆိုတာကနောက်ပိုးရတဲ့ကိစ္စတွေမှာပိုင်နိုင်စွာတရုတ်ဒူအောင်လော့အမေပေါ့ဗျမိမနောက်ပိုးဖြစ်တပတ်သက်ချင်းနေတဲ့သူဖြစ်ပေါ့ဗျာอืมဟုတ်ပါပြီဒီတခုတော့နားလေသွားပြီဗျဆက်ပြောပါမွေးဆိုတာကကိုဝင်ကိုမွေးဖွားရတာဗျမျောကရီးစားမျောလင်းမျောပေါ့ဗျာခေါ်ကတော့လင်းခေါ်သားခေါ်ပေါ့အောင်ဆိုတာကအောင်ဖြူစက်ထုပ်ကိုနိုင်ရတယ်ဗျဟုတ်ကဲ့ဆက်ပြောပါအောင်ဗျဇောကတော့ဇောကကားထရရတယ် လူကတော့ရီးစားလူတဲ့လင်းလူတဲ့ရတယ်တားလူတဲ့ရတယ်ဆိုတာပေါ့ဗျာဘာကဘလူအဖြစ်လဲကားထဲမှာယူကတော့ရှင်းမရေဗျာအယူမအဖြစ်တရုပ်ဆောင်နိုင်မှာပုံနောက်ဆုံးပြစ်ကလင်းသေးပြစ်တဲ့ရမယ်တားသေးလေးပြစ်တဲ့ရမယ်အဲ့ဒီပညာရက်တွေပဲပေါ့ဗျာကိုလားမောင်ရအင်းတကယ်ကိုမလွယ်ပါလားဗျာဒါကြောင့်လေမင်းသမီးတလက်ဖြစ်ဖို့ဆိုတာခက်ခဲတယ်လို့ပြောတာပေါ့ဗျာอืมဒီလိုဆိုတော့လေတပင်းသေးတပင်းသေးနဲ့လွယ်လွယ်လေးမှတ်နေကြတာမှားတာပေါ့ဗျာဟုတ်တာပေါ့ကိုလားမောင်ရ ဒါနဲ့မာယာ၄၀ဆိုတာကိုမင်းသမီးလေးမြခဲ့သေးရဘာလို့ရှေ့ရထားလဲဥစံတာအဲ့ဒါဘာသဘောလဲပြကြုံကြားသိထားတာကတော့မြခဲ့သေးကမာယာ၄၀အကားကိုသူနီသူဟန်နဲ့တီတင်ကပြနေတယ်လို့ဆိုတယ်ပြနေပါအောင်ပြမာယာ၄၀ဆိုတာဘာလို့ပြောရတုံးပြခတ်တာပဲကိုလာမောင်ရမာယာ၄၀ဆိုတာမိမတွေမှမတင်ကြရဘဲနဲ့သူ့လူလူမွေးကလေးကတက်မြောက်လာတဲ့မိမမာယာတွေပေါ့ဗျာအော်ဒါကြောင့်ကို မိမမာယာတဲကုပြမောလာကိုလာမောင်ကြီးမိမမာယာက အမျိုး40ရှိတယ်ဗျကဲပါဗျာဒါယူကိုနောက်တစ်ခါကျမှပြောကြတာပေါ့တပတ်ခါညာတွေ့ကြမယ်နော်ဟုတ်ပြီကိုလာမောင်တပတ်ခါညာဆက်ဆက်လာခဲ့ပါဟုတ်ကဲ့ဦးစန္တာကျွန်တော်လာခဲ့ပါမယ်ဗျာမာယာ40မြခဲ့တဲ့ကပြားတဲ့နေမှာကျွန်တော်ကဦးစန္တာရဲ့အင်ကိုရောက်သွားရင်ကြားပြီလားကိုလာမောင်ဘာလဲဗျစိုင်းမစင်ဘုံမစင်နေ မင်းသမီးများကိတ်တွေအစိတ်ခက်ခံလို့ဗျအခုရန်ကုန်စေအောင်မှာတက်နေတယ်။ကြာအစိတ်ခက်ခံရတယ်ဟုတ်လားဟုတ်တယ်ဗျသူရိယမှာပါလာတယ်မနေ့ညနေပိုင်းကဖြစ်တာဆိုပဲအခြေအနေစိုးရိမ်ရလားဗျကျွန်တော်တို့သွားကြည့်ရင်ကောင်းမလားကြုံလဲမသိဘူးကိုလားမောင်စိတ်ထဲမှာတော့စေယုံကို သွားကြည့်မလို့စဉ်းစားနေမိသေးတာမသိတော့ဘူးထင်လို့ငြိမ်နေရပဲဗျာอืมဖြစ်မှဖြစ်ရလေဗျာကျုပ်ကဒီညတော့ကြီးရတော့မှလို့အပိုင်တွေ့ထားတာဗျာကံပေါ့ဗျာဘာတက်နိုင်မှမလဲ ကျွန်တော်တို့စကားပြောနေစဉ်လေကားပေါ်ကိုတက်လာတဲ့ခြေတံတကားကောက်တံကိုကြားလိုက်တဲ့ဝင်လာခဲ့လေမောင်ရံပိုင် ဟုတ်ကဲ့နေကောင်းနေတော့ဆရာကြီးမတွေ့ရတော့ကြပါဟုတ်တယ်လေကွယ်မောင်ရံပိုင်ရဲ့မင်းလည်းကအမှုပြီးကလေးကမတွေ့ပြကြတော့တာပဲဟောအန်ကေကိုလာမောင်နေကောင်းနေတော့အေးကောင်းပါရဲ့မောင်ရံပိုင်ရဲ့ဆရာကြီးရဲ့အကူအညီလို့လို့ကျွန်တော်ရောက်လာတာဗျအရင်တခါတွေ့တော့ကလို့ကူညီပါအောင်ဆရာမင်းကြီးကလည်းဆရာကြီးကိုမြေတားရက်ခန့်ခိုင်းလိုက်တယ် ေးဘောင်းများလေးမောင်ရံပိုင်းအငိမ့်မသမီးများကဲ့သွင်းတဲ့ပတ်သက်နေရခြင်းနဲ့ဟုတ်တယ်ဆရာကြီးကကျွန်တော်တို့ CID ကလည်းမြားကေသွဲကပြက်ရနေရာတိုင်းကလူကုန်တန်ကရော်တွေမင်းကရော်တွေအရာရှိကရော်တွေရဲ့အဖိုးတန်ပစ္စည်းမှရရေပီပြောင်းနေလို့စိတ်ဝင်စားနေတာဗျအခုလိုပြုံးကနေမြားကေသွဲအစိတ်ခက်ခက်ရတယ်ဆိုတော့မစင်းသားတက်အောင်ဖြစ်နေတယ်ဆရာဒါကြောင့်ကျွန်တော်ရောက်လာတာပါကောင်းပြီလေကျောရဟောရီကကိုလာမောင်ရောပါမြားကေသွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားနေတာမောင်ရံပိုင် ဒီကြားရင်မင်းကအခုလိုတရားဝင်ပြောလာတော့ညင်းဖို့အင်အားမရှိပါဘူးအရင်ကလေလက်တွဲခဲ့တယ်မဟုတ်လားဟုတ်ကဲ့အားကိုးပါတယ်ဆရာကြီးရဲ့ကျွန်တော်ကိုကူညီပါအောင်နော်အေးခဏစောင့်ကွာအမိုးဆိုတာတခါရဲနဲ့တစ်ချိန်နဲ့နဲ့တပြင်းညီဆောင်ရွက်တာအကောင်းဆုံးပဲကျုပ်ဝေစားလဲလိုက်အောင်ပဲဟုတ်ကဲ့ကောင်းပါပြီဆရာကြီးငါမင်းနဲ့ခန့်ကြမှာဦးစံတားကမြေကိုချင်းရောင်အနောက်တိုင်းဝိဆောင်ကိုတည်သက်စာဝေပြီးတော့ထွက်လာခဲ့တယ်။ဘယ်နဲ့လဲကိုလာမောင်လိုက်မယ်မလား လိုက်မပေါ်ဆရာရဲ့ဆရာနဲ့တတွဲတွဲလုပ်နေတာဒီကိစ္စမှာနောက်ကျလို့ဘယ်ဖြစ်မလဲဗျာကဲဒါဆိုရင်စေယုံကြည်ကိုရှင်မောင်းကွာမင်းသမီးလေးကိုဝင်ကြီးမှရမယ်ကွာဘင်းမသိရမခပါစေနေလို့တော့စူတောင်းရတာပဲမောင်းရမ်းပိုင်ဘာကြောင့်လဲဆိုတော့ကျုပ်ကမာယာ40ကကိုကြီးကျင်သေးတာမို့ပါဟုတ်တယ်ဆရာကြီးဗျကျွန်တော်လည်းဆန္ဒတော်ရှိသားပဲညာကိသွေးမှာတတိမြာသေးတော်လေအချင်းနေစိုးရိမ်မှုမရှိတော့ကြောင်းကိုဆရာဝန်ကပြောပြလိုက်တယ်ဒဲဆက်တော်မလဲဆရာကြီး မြားကေသေးရဲ့အငိမ့်ထောင်အင်ကိုမောင်းမောင်းဟုတ်ကဲ့ဆရာကျွန်တော်စုံစမ်းပြီးပြီဗျာမြားကေသေးရဲ့အငိမ့်ထောင်ဆရာကကိုဗာဘွားတဲ့ကြီးမြင့်နိုင်ဘက်မှာနေတယ်ကောင်းတဲ့မောင်ရံပန်းရဲ့စုံတောင်းဆိုတာအဲ့ဒီလိုအကွက်မြင်နေမှာပေါ့ကျွန်တော်တို့ကားလေးကတရိပ်ကြီးနဲ့မောင်းနေခဲ့တယ်မကြမီမှာကြီးမြင့်နိုင်ဘက်ကိုရောက်တော့တယ်ခြံဝင်းမှာတိတ်မကျေလားအိမ်မှာနှစ်ထပ်အိမ်ချစ်တဲ့အောက်ထပ်မှာဇက်ပစ္စည်းများစုပုံပြီးပုံထားတာကိုတွေ့ရတယ်။ကိုပါပါမြို့ကိုပါပါဟေး ဘသူရေလဲကွာ အပေါ်တက်ခဲ့လေကွာတရူတတိဖိတ်ခေါ်မှုကြောင့်ကျွန်တော်တို့အိမ်မော်ကိုတက်ခဲ့ပြီးအေကန်းထဲမှာထိုင်မိကြရင်ပွဲငါးရီထင်းမရင်စိတ်တော်မကောင်းဘူးဗျာကျွန်တော်မင်းသမီးလေးအစိတ်ခက်ခက်ရလို့စီရောက်မတင်ထားရတယ်ဗျာအစိတ်ခက်ခက်ရတယ်လို့ဘာကြောင့်ပြောနိုင်တာလဲကိုပါပေါ့ဒီလိုပါဗျာကျွန်တော်ကိုယ်တိုင်များကြည့်သွဲအင်ကိုတော့ခေါဆွဲကြော်တတုတ်ဖြေစားနေရင်ဗဇက်ကအမြုပ်တွေတစည်းစည်းထွက်ပြီးကျမ်းမြေပေါ်မှာလူးလဲကြတာတွေ့ရပါပဲဆရာ။အော် ဒါကြောင့်အစိတ်ခက်တယ်လို့ခမပြောတာပေါ့နော်ဟုတ်ပါရဲ့ဆရာဒါနဲ့ကျွန်တော်ကိုယ်တိုင်စီရောက်ကိုကောင်းကားပြီးတော့ပို့ခဲ့တာပါဘသူအစိတ်ခက်တယ်ဆိုတာခမထင်လေးဗျာညာကျွန်တော်တို့မထင်မိပါဘူးဆရာကျုပ်တို့က CID ကစုံတော့တွေပါကိုပါပွားငငိမ့်လေးနေပါညာကေတဲ့အမှုနဲ့ပတ်သက်ပြီးကျုပ်တို့ရောက်လာခြင်းမှာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်မသိလို့ပြောမိတာကိုခွင့်လွှတ်ပါခင်ဗျာညာကေတဲ့ခင်ဗျာစီရောက်တာဘလောက်လောက်ကြာပြီလဲဗျာဒီနှစ်တရားစီပဲရှိပါသေးတယ်ဆရာ ခမားမရောအိမ်တော်နေပါရရှိလားဟုတ်ကဲ့မရှိပါမို့ဆရာကျောက်ကတခုလက်ပါ အော်ဒါဆိုညကိတ်တွေကဘယ်သူနဲ့နေလဲကိုပါပေါ့ဟုတ်ကဲ့သူ့တော်ဝန်ခဲတယောက်နဲ့နေရပါအဲ့ဒီနေ့ကသူ့တော်ခဏရွာကိုပြန်သွားလို့သူ့တယောက်တည်းရှိနေတဲ့နေ့ပါအဲ့ဒီအစိတ်ကတ်ထားတဲ့ခေါင်းဆဲကြော်တို့ကိုဘယ်သူလာပေးရတဲ့လဲကိုပါပေါ့ဟုတ်ကဲ့ဗျဟိုကောင်လေးပဲဖြစ်မယ်ထင်နေဟိုကောင်လေးဆိုတာဘယ်သူလဲဗျကျွန်တော်တို့ကိုပြောပါအောင် ဟုတ်ကဲ့ဒီလိုပါဆရာညာကေတဲ့ကိုတစ်ဖက်သက်ချစ်ကြိုက်ပြီးညာကေတဲ့ကရလေးတိုင်းလိုက်ပါလာတတ်တဲ့ကိုလေးចောင်းသားလေးပါသူ့နာမည်ကမောင်မောင်ကျော်ရေဆရာ ဟုတ်ပြီဆက်ပြောပါဗျအဲ့ဒီနေ့ကညာကေတဲ့အစိမ့်မိလို့ငရဲ့ပြလူဖြစ်နေတော့အဲ့ဒီအချိန်မှာဒီကောင်လေးရောက်လာတယ်ဗျဆေးရုံကိုပို့ဖို့လို့တော့ကားသွားငါတာသူပါ နေပါအောင်ကိုပါဘွားရေမောင်မောင်ကျော်ကညာကေတဲ့စီမှာ အရင်ကရောအဝင်တက်ရှိဘူးလားဗျဟုတ်ကဲ့ရှိပုံရပါတယ်ဆရာကြီး မဟုတ်မှလို့ရကျွန်တော်ထင်တာကတော့ဒီကောင်လေးကများကိတ်သေးစီကိုရောက်လာပြီးအစိခတ်ထားတဲ့ခေါင်းဆွဲကြော်တို့ကိုထုတ်ပေးပါလိမ့်မယ်။နောက်တစ်ခါပြန်ဝင်လာတာကတော့များကိတ်သေးသေးမသေးလားကြည့်ရင်ကျွန်တော်နဲ့တွေ့သွားလို့ဟန်မပြတ်ကားသွားကားတာဖြစ်ပါလိမ့်မယ်။ဘာပေါ်ရဲ့စကားဆုံးမှာအိမ်ပေါ်ပေါ့ဝါမှာအဟိတန်ကို ကျွန်တော်တို့ကြားလေရတယ်။ခမရမဟုတ်တာမဆွဆွဲနဲ့နော်။သူတဲ့နဲ့တူဒေါသနဲ့ပြင်းဝင်လာတဲ့လူငယ်တယောက်အသားပြူပြူအကျမ်းမြင့်မြင့်နဲ့လူပုံကျော်ဖြစ်တဲ့ ဆရာတို့သူ့ပဲဗျမောင်မောင်ကျော်ဆိုတာသူ့ပါဆရာတို့ညခဲ့တဲ့ကိုတကယ်တေချောင်းကြံတာဒီဟာကိုပါပါပါကိုပါပါခမရမစားတဲ့မဲကိုတဲနဲ့ပတ်တာမလားခမရဗျာကျုပ်ရဲ့မမတွေတခုခုဖြစ်ရင်တော့ခမရကိုရှင်းမထားဘူးနော်ဟဲ့ကောင်မင်းမဟုတ်တာမပြောနဲ့ဒါဆိုခမရလေးပါဇက်ပိတ်ထားလိမ့်ကဲနှစ်ယောက်စလုံးတော်ကြကောဘာပေါ့အခုရက်ပိုင်းတွင်မင်းဘဲမှခီးမထွက်နဲ့မမကျော်မင်းကငါတို့နဲ့လိုက်ခဲ့ဟုတ်ကဲ့ဆရာကျွန်တော်လိုက်ခဲ့ပါမယ် ။အော်ဒါနဲ့ကိုပေါ့ပေါ့မင်းရဲ့အဖွဲသားတွေအားလုံးမနေ့ပြန်စူးစိထားပါကြောက်လာခဲ့မယ်။အဲဒီနောက်ကျွန်တော်တို့ကကောလိပ်ကျောင်းသားလေးမောင်မောင်ကျော်ကိုခေါ်ပြီးအငိမ့်ထောင်ဆရာအိမ်မှပြန်ခဲ့ကြတယ်။တကယ်တော့ဒီအခန့်ကဘာပေါ်လဲမဟုတ်တယ်လို့မောင်မောင်ကျော်လည်းမဟုတ်ဘူး။ဘာပေါ်ကမြားကြီးသေးကိုမုံမိမယ်။မြားကြီးသေးကမောင်မောင်ကျော်နဲ့ရင်းငန်းနေတယ်ဆိုတာဟိုတနေ့ကကျောက်ကောင်လေးကိုမိကြည့်လို့တီးခဲ့ပြီးပြီဗျ။ဒါပေမဲ့ကျောက်စိတ်ထဲမှာတရားခံဖြစ်နိုင်တဲ့လူတယောက်ကိုတွေးထားပြီးပြီဗျ။ ပြားပြားစရာကြီးကျွန်တော်ကိုလေပြောပါဦးဟုတ်တယ်မောင်ရံပိုင်ကျုပ်တနေ့ကဘာဘောင်းကိုသူ့ဖွဲ့သားကြီးစုခိုင်းလိုက်တယ်မို့လားအဲ့ဒါကျုပ်မနေ့ကရောက်သားပြီးကြီးတော့မတင်ခါဆရာကောင်းတဲ့လူတယောက်ကိုတွေ့တယ်ဗျဒီကောင်ကတစ်ချိန်တုန်းကကက်ကြီးကైဝိစားတဲ့ဟေးဟုတ်လားဆရာကြီးကျုပ်ထင်တာမှန်ခဲ့ရင်တော့ပွဲပြက်ပြီပေါ့မောင်ရံပိုင် ဟုတ်ကဲ့ကိုကြီးပေါင်းဆရာဦးဆန့်သားနဲ့စုံတော့ရံပိုင်တို့ပြောစကားကိုကျွန်တော်နားလည်နိုင်ခြင်းမရှိပါဘူးကိုလာမောင်ပြခင်ဗျာဆင်နာပြွားတော့မယ်ဗျာ ပြဘာလို့လဲပြခမရပဲညကိတဲ့အငင်းကိုကြီးကျင့်နေစို့ဟုတ်တယ်လေပြကျွန်တော်ကြီးကျင့်နေတာဒါဆိုရှေးဘက်တဲမှာမျိုးတော်ခမ်းမရှိမှာကပြမယ်ပြညကိတဲ့လည်းကျမ်းမကြီးပြန်ကောင်းသွားပြီဝမ်းသာစရာပေါ့ဗျလူအသက်တချောင်မဟုတ်လားဗျဟုတ်ပါတယ်ဗျကဲမောင်ရဲ့ပိုင်လာမယ့်စန်းဒေးညမှာတွေ့ကြတာပေါ့နော် ဟုတ်ကဲ့ကျွန်တော်လာခဲ့ပါမယ်ဆရာကြီးအဲ့ဒီတော့ကျွန်တော်တို့ကတူရှိုးဆိုင်မှာထွက်ခဲ့ကြတယ်။စုံတော့ရပ်ပိုင်းကလိုက်ပုတ်ပြီးပြီးနှုတ်ဆက်ပြီးပြန်သွားတယ်။ ညနေ6:00ခန်းမှာဦးစံသားကကျွန်တော်တို့အိမ်ကိုရောက်လာခဲ့တယ်။ဦးစံသားမှာအနက်ရောင်ဝိဆောင်ကိုဝေးထားတယ်။သွားကြမယ်ကုလားမောင်ရ။ဟုတ်ကဲ့လိုက်ခဲ့ပါမယ်ဗျ။ကျွန်တော်တို့ကဦးစံသားငားလာရဲ့တကယ်စီနဲ့မြို့တော်ခမ်းမစီကိုရောက်သွားတယ်။ဦးစံသားဘာလဲကုလားမောင်ရ။ဒီညတရားခန်းကိုမိမပေါ်တော့ကျုပ်တကိန်မမပါကုလားမောင်။ဒါနဲ့မောင်ရပိုင်ရောမလာသေးပါလားဗျ။သူ့ဘွယ်ခင်းထဲမှာရှင်းနေမှာပါ။ ။ဦးစန်သားရဲ့ဟန်ဘူးရမှာလွန်စွာမအေးစီလာတဲ့။သွားကြမယ်ကိုလာမောင်ပွဲထွက်တော့မယ်ဗျ။ဟုတ်ကဲ့သွားကြတာပေါ့ဗျာ။ဒိုချိန်မှာမာယာ40မြားကြီးသေးရဲ့အငိမ့်သဖြင့်စတင်ပြီးထွက်ပြီးဖြစ်တဲ့။ရှင်မင်းသမီးလေးတွေကိုလက်ကုတ်တန်အာပိတန်ကိုကြရရတဲ့။လူပြက်တွေရဲ့ပြက်လုံးတွေကိုတဝုံးအုံးနဲ့ရင်းမောကြရတဲ့။ကိုလာမောင်ဒီမှာနေခဲ့တော့ဟုတ်ကဲ့ကျွန်တော်နေခဲ့ပါမယ်။ကျွန်တော်မှအများကြီးအတွဲကိုငေးမောကြည့်ရှုမိတယ်။ အမြဆောင်မြော်ကြီးရှုလျက်ရှိတဲ့မာယာ၄၀ကားကွက်စင်မိများမောင်အတိကြပြီးမာယာ၄၀ကားပြားရဲ့နေရာကွက်ကိုသာစပေါ်လိုက်နဲ့ပုံသီထူထားတယ်။မြကိသေးမှာမူဟန်သေးသေးနဲ့တယောက်ဆောင်ကားပြားလျက်ရှိရာ ကျွန်တော်တို့ချီးကျူးလို့မဆုံးပါဘူး။ မိမတို့မာယာကိုအပီပြင်းတရုပ်ဆောင်လေးရဲ့ရှိရင်ဒိုးစင်ပွဲရှိခန်းမှာရုပ်ရုပ်သေးသေးဆူဆူညံ့ညံ့တဲ့များထွက်ပေါ်လို့ကျွန်တော်လှမ်းကြည့်လိုက်တဲ့လူနှစ်ယောက်မှာသေးသေးမေးမေးတိုက်ခိုက်လေးရဲ့ရှိတာကိုကျွန်တော်တွေ့မြင်လိုက်တဲ့လူတွေကရုပ်ရုပ်သေးသေးရှိနေကြတယ်။မင်းလာကကကြီးကైဝိဆာမောင်ရံပိုင်းသူ့ကိုလက်ထိတ်ခတ်လိုက်။ဦးစန်သာတမ်းမဲကျွန်တော်သီးလိုက်ချိန်မှာမြေးများဖြက်ကနေပွင့်သွားတယ်။ဦးစန်သာကဒိုးလူကျဲကိုလက်ညှိုးငေါငေါထိုးပြီး ါအေးအားလုံးရဲ့တရားခန်းကဒီကောင်ပဲဒီကောင်ကတချိန်တော့ကကကြီးကဝိစာနာမည်ကသိမ့်ထိုင်တယ်အခုဒီအငိမ့်ဖွဲ့ထဲမှာမိသမအဖြစ်လိုက်လာခြင်းညကိတွေရဲ့မာယာ၄၀ကားမှာလူတွေနေမျောနေတဲ့အချိန်တို့ကမိကိုပုံသေးထိုးထားပြီးအမောင်အားကုန်းနဲ့လူကုန်နန်တီရဲ့အဖို့တန်ပစ္စည်းကိုကကြီးနဲ့ကပ်ယူတာပဲသိမ့်တိုက်တန်းမှာ စကားတန်ထွက်ပေါ်မလာညကိတွေကိုအစိတ်ခတ်တာကရောဒီကောင်မဲပြား ဒီကောင်ဟာမြားခေတဲ့ကိုချေရေးဆိုခဲ့ဘူးတယ်လို့မြားခေတဲ့ကိုယ်တိုင်ကျွန်တော်ပြောဘူးတယ်မြားခေတဲ့ကမောင်မောင်ကျုပ်ကိုမြေတားပေါင်းလိုက်တော့ဒီကောင်အဲဲမှာကျွေးခဲ့ပြီမြားခေတဲ့ကိုခေါဆောကျော်ထဲမှာအာစင်းနဲ့စိတ်ကိုခတ်လိုက်တာ ကံတီပီလို့ပေါ့မြားခေတဲ့မသိခဲ့တာဟုတ်ဟုတ်ပါတယ်ဆရာတို့ရဲ့ဆရာတို့တော်ကြပါတော့ဆရာတို့ပြောတာအမှန်နေပါမောင်ရင်ပိုင်သူ့ကိုခေါ်သွားတော့ဟုတ်ကဲ့ဆရာကျွန်တော်တို့ပြန်မယ်လို့မောင်မောင်ကျော်ဝမ်းသာအားရနဲ့ရောက်ရှိပြီး ဇုံတောင်ကြီးကိုတန်ကြောလိုက်တော်ရင်ဟောကင်ဇလန်လေးကိုအဆောင်တည်နာဆင်ပေးကြရင်ပြည်သည်များလုံးကိုကျေးဇူးများကြီးတင်ပါရရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပေးဖို့တောင်းဆိုပါရစေရှင်